အားသောဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်ဗျာခင်ဗျာစက်တင်ဘာလ29ရက်နေ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအလုံးပဲမင်္ဂလာပါခင်ဗျာ ပထမဆုံးသတင်းတစ်ပုဒ်ကိုတော့ထတ်တိုဂျူဘီလို့ခေါ်တဲ့အီတလီခြေတိုက်သတင်းဌာနကဖော်ပြထားတဲ့သတင်းတစ်ပုဒ်နဲ့ပဲကျွန်တော်စလိုက်အောင်ဒီသတင်းကတော့တက်ခွန်း၂ရက်လောက်လို့ရှိပြီဒါပေမဲ့ကျွန်တော်ညီကိုဒီသတင်းနဲ့ပတ်သက်ပြီးသိသင့်တယ်ထင်လို့ကျွန်တော်အခုမှဖော်ပြပေးဖြစ်တာပထမကျွန်တော်ရူမာလို့ထင်တာဘာလို့လဲဆိုတော့ဒီကစားမနဲ့အာဆင်နယ်သတင်းထွက်ခဲ့တာကအခုမှမဟုတ်ဘူးတနစ်ခွဲ၂နှစ်လောက်ရှိပြီသူ့ရဲ့နာမည်ကတော့တူရကီတိုက်စစ်ကစားမကီနန်ရေဒစ် ဒီကစားမလေးရဲ့လက်ရှိချိန်မှာဂျူဗင်တင်းမှာကစားနေတယ်ဂျူဗင်တဲ့အသင်းနဲ့အာဆင်နယ်ကြားမှာဆွေးနွေးမှုတချို့ရှိထားသလိုကစားသမားနဲ့လည်းပုံကိုယ်ရေးသဘောတူညီမှုရဖို့အတွက်အာဆင်နယ်ကစူးစမ်းနေရဆိုပြီးတော့ထထူဂျူဗီကဖော်ပြသွားတယ်ဒီမှာတချို့ report တွေအရဆိုရင်တော့ဂျူဗင်တက်ကဒီကစားမကိုဘန်နာရေးအခြေအနေကြောင့်ရောင်းချသွားနိုင်ခြင်းရှိတယ်ဒါပေမဲ့ယူတန်း80နဲ့90ချရမှာပဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခေါင်းငိမ်သွားနိုင်ခြင်းရှိဆိုပြီးဖော်ပြထားတယ်အော်ဒီသတင်းကိုကျွန်တော်တချို့ကြည့်တဲ့အခါမှာအာဆင်နယ်ကကီနန်ရီဒီကိုကာလာရှိလိုက်ခဲ့တယ်လိုလဲလိုချင်တယ်ဒီနေ့မှာအာဆင်နယ်က ဒီကစားမနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့ခြင်းဘလောက်သုံးမလဲဆိုရတဲ့ဆိုင်ရင်ဂျူဝင်တက်ကဗန်နာရေးအချိန်ကြီးရတန်း80နဲ့90ကြာအာဆင်နယ်သားကန်လန်းလိုင်းရောင်းသွားနိုင်နေဆိုတဲ့အချက်ကအာဆင်နယ်ရဲ့ကစားသမားနဲ့ပုံကွေရေးလောဆယ်မရသေးဘူးဆိုပေမဲ့လာမယ့်ຫນွေမှာခေါ်ဦးမဲ့ကြိုတင်ပြစီမှုဖြစ်တယ်ဆိုတဲ့အချက်ကိုသွားတွေ့ရတယ်။ကစားသမားအခုမှအသက်20ပဲရှိသေးတယ်။တူရကီသားစာချုပ်ကတော့ဂျူဝင်တက်နဲ့2029ခုနှစ်ထိတော့ရှိသေးတယ်။အဲတချို့ report တွေရဆိုရင်တော့ Euro တန်း60 plus Trossard နဲ့အလိုက်ပေးပြီးတော့ကန်လန်းဖို့လည်းအစီအစဉ်ရှိရကြားသိရတယ်။ဒါပေမဲ့ဆို့ရရတိတ်မခိုင်းလုံးပါဘူး။တ ခါကျရင်ကျွန်တော်တို့ကဒီလိုသတင်းတွေကိုအရင်မဖော်ပြချင်ဘူးဆိုတာလေလာမယ့်စောင်းစည်းကွက်လည်းမဟုတ်ဘူးနောက်လာမယ့်2026ຫນွေမဆိုတဲ့အတွက်ဂျားထဲမှာသူ့ထက်ကောင်းတဲ့ကစားမပေါ်လာခဲ့သည်ရှိတော့ အချိုက်ကလည်းပြောင်းလဲသွားနိုင်တယ် focus ကလည်းပြောင်းလဲသွားနိုင်တယ်ဘလောက်ပဲကာလရှိပြည့်မဲ့ဖြစ်ဖြစ်ပေါ့လေအထူးသဖြင့်ကျွန်တော်တို့ကာလရှိကြိုက်ခဲ့တဲ့ຫນွေကြိုက်ဘာလုံးမယ်ဆိုပြီးကြိုပြီးကြုံထားခဲ့တဲ့နီကိုဝီလန်ကိစ္စတွေဖြစ်မှဖြစ်မလာခဲ့တာဒါပေမဲ့ကာလရှိလိုချင်ခဲ့တဲ့ဇူမဲရီလိုကစားမမျိုးတော့ရအောင်ခွန်နိုင်ခဲ့တယ်ဒါကြောင့်မို့ဒီကစားမကိစ္စကလည်းဖြစ်မလာဘူးလို့တော့ပြောလို့မရဘူးတန်ကြီးရဆိုရင်အာဆင်နယ်တို့အခြားစုံတွေတိတ်ဖြည့်စရာမလိုတော့တဲ့အချိန်မှာတိုက်စစ်ဖော်ဝေါ်ဆိုမှာကောင်းကောင်းဆော့နိုင်တဲ့ဒီတူရီကီသားကို ကမ်းလန်းသွားနေရှိတယ်။ကစားသမားတယောက်လိုက်ပေးတာဖြစ်ဖြစ်ဂျူပီတာတို့လူချင်းရဲ့ယူတန်း80နဲ့90ကြားကိုတခုခု installment payment နဲ့ခေါ်တာဖြစ်ဖြစ်တော့ဖြစ်ကောင်းဖြစ်လာနိုင်တယ်။လောလောဆယ်အထိတော့အီတလီဘက်ကလာတဲ့သတင်းဌာနတွေအရာပဲသိရှိရသေးတယ်။နာမည်ကြီးသတင်းဌာနတွေကတော့ဖော်ပြထားခြင်းမရှိသေးပါဘူး။ဒီကစားသမားကတော့ဒါ လက်ရှိအချိန်မှာတော့ဂျူပီတာသင်းအတွက်စုစုပေါင်းပြိုင်ပွဲဆုံး89ပွဲကစားထားတယ်၁၈ဂိုးသွင်းပြီး15လုံးဖိုင်ထားတယ်အဝါကက်6ကက်နဲ့အနီကက်တကက်ထိထားပြီးတော့ဂိမ်းမီနစ်ပေါင်း9000ကျော်ပဲကစားထားသည်ရဲ့အဲတစ်ချိန်တော့သူကတော့အဲဘိုင်ယန်မြူနစ်ဒီ U19 အဲ့လူငယ်တက်လက်တက်မှာကစားခဲ့ရနောက်မှဂျူပီတာကဆွဲပြီးတော့သူတို့အကယ်ဒမီကိုခေါ်လိုက်တယ်အခုတော်တော်လေးကောင်းတဲ့ကစားမဖြစ်နေပြီအဲ့တော့ကီနန်ရီဒစ်တယောက်လာမယ့်အနာဂတ်မှာအာဆင်နယ်တင်းဂျာစီဝစ်စင်မဲ့ပလေးယာဖြစ်လာမလားစောင့်ကြည့်သွားမှာပါ ဒုတိယနောက်သတင်းတစ်ပုဒ်ကတော့သတင်းကောင်းပဲကျွန်တော်တို့ဒီနိုဝင်ဘာလလောက်တော့မှပြန်လာတော့မယ်လို့ကျွန်တော်တို့ထင်ထားခဲ့တဲ့ခိုင်ဘက်တက်ကလက်ရှိချိန်မှာမြခင်စိတ်နေပေါ်မှာ individual training တွေလုပ်နေပြီနီးပြနဲ့တူးချင်းပေါ့လေကြန့်ခိုင်ရင်နီးပြတယောက်နဲ့ training လုပ်နေဆိုပြီးသတင်းတွေကတက်လာတယ်အဲ့တော့လက်ရှိချိန်မှာတော့ခိုင်ဘက်အနေနဲ့ဒီ personal trainer နဲ့ညွှန်ကြားမှုနဲ့အတူတူမြခင်စိတ်နေပေါ်မှာပြန်လဲထူထောင်ရေးလေ့ကျင့်ငယ်လုပ်နေသူကကြတော့ကျွန်တော်ညီကိုတွေတည့်တဲ့အတိုင်းပဲကြံခဲ့တဲ့လာကုန်လောက်တော့အသေးစားဒူးတဲ့ရအောင်ခွဲစိတ်ခဲ့ရတာ ဲ့တော့ခိုင်ရန်ဘက်ကကျွန်တော်တို့ကနိုဝင်ဘာလလလေလကုန်လောက်မှပြန်လာမယ်လို့ထင်ခဲ့မိတယ်။ဒီအချိန်ကြီးရဆိုလို့ရှိရင်တော့နောက်ထပ်တစ်ဆင့်က fully training ပဲကျွန်တော်တို့ ကျွန်တော်ဒါတအူးချင်း individual trainee တွေ personal trainer နဲ့အရင်ဆုံး၄ကျင့်တဲ့အခန်းနေအဲ့အစ်စင်မရောက်ခင်မှာတော့ဒါအလေးမာတာမျိုးအပြေးလေးကျင့်တာမျိုးတွေစပြီးလုပ်တယ်အခုကတော့မြက်ခင်းစိမ့်နေမှာဘောလုံးနဲ့ထိတွေ့တာမျိုးတွေစပြီးရောဖြည်းဖြည်းလေးပြီးတာမျိုးတွေစလုပ်နေပြီအဲ့ဒါနေ့ရက်တစ်ဆင့်နောက်ထပ်တစ်ဆင့်ကတော့အသင်း live fully trainee အပြေးဝလေးကျင့်တာအဲ့ဒါပြီးသွားလို့ရှိရင်တော့ပွဲကစားလို့ရပြီဒါကြောင့်မို့နောက်ထပ်တစ်ဆင့်နှစ်ဆင့်ပဲကျွန်တော်ဒါဖြစ်တဲ့အတွက်ဂျားထဲမှာလည်း international break လေးရှိတဲ့အခုလာမဲ့အော်တိုဘာလာအတွင်းမှာဆိုရင်တော့သူကောင်းကောင်းလေးနောက်ထပ် exercise တစ်စီးကိုတက်သွားနိုင်မယ်ဆိုရင်နိုဝင်ဘာလပထမပတ်လောက်နေပြန်လာနေရေရှိဆို report တွေကဖော်ပြထားတယ်ဒါပေမဲ့ကျွန်တော်တို့ကစားသမားလုံးဝကောင်းပြီချိန်သိပြီဆိုမှပဲကျွန်တော်တို့တော့သုံးပါပေါ့လေခက်မြန်မြန်သုံးရအောင်ကလည်းအသင်းမှာလည်း squad တောင်းနေအဲ့ချိန်ကြလို့ရှိရင်လည်း beta yoga တိုင်းနာတစ်ခုလောက်တည်းအသင်းအတွက်အားကိုးနေရပြီလို့တော့ကျွန်တော်မျှော်လင့်ရတာပေါ့လေပြီးတော့လည်းအခြားကစားသမားတချို့ပြန်လာမှာရေပေါ့အဲ့တော့လက်ရှိချိန်မှာတော့ personal trainer နဲ့မြခင်းစင်းတို့မှာတည်တံ့လေ့ကျင့်မှုတွေစတင်ပြုလုပ်နေပါတယ်ဒီကစားသမားတော့ ပရီးမီးယားလိပွဲစဉ်တည်း United အသင်းနဲ့ပွဲစဉ်မှာ32မိနစ်ပဲကစားခဲ့တယ်။အဲ့နောက်မှာတော့နောက်ဆုံး6ပွဲဆက်လွဲချော်ထားပြီးတော့ report တွေကတော့နိုဝင်ဘာလအစောပိုင်းမှာပြန်လာမယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။အသက်26နှစ်ရဲ့ဂျာမီသားတော့ Arsenal နဲ့2028ခုနှစ်တော့စာချုပ်ရှိသေးတယ်။သူ့ကိုကျွန်တော်ခေါ်ခဲ့တော့ Chelsea သင်းစီကနေပြီး Euro တန်း80နဲ့2023ခုနှစ်ကခေါ်ခဲ့တာ။ Arsenal ကိုရောက်လာပြီးတဲ့လက်ရှိချိန်ထိဆိုပြိုင်ပွဲစုံ88ပွဲကစားထားတယ်။29ဂိုးသွင်းပြီးတော့73လုံးဖိုင်ထားတယ်။ခေတူတော့မဟုတ်ဘူး။ သူကစားထားတဲ့ပွေးဣတနဲ့ twin go ဖန်တီးမှုကြီးကြည့်မယ်ဆိုရင်တော့မစိုးပြောလို့ရတယ်ဂိမ်းမီတက်ပေါင်း6666မိနစ်ပဲကစားရသေးတယ်အဲ့ဒါဥမာပေါ့လေအရှိတသူကစားခဲ့တဲ့ Bayern Leverkusen မှာတော့ပွဲပေါင်း150မှာ46ဂိုးသွင်း 32လုံးဖန်တီးထားတယ်ဂိမ်းမီတပေါင်း1300ကျော်မှာချဲစီမာတုံးက139ပဲကစားထားတယ်32ကိုးသွင်း16လုံးဖန်တီးထားတယ်ဂိမ်းမီတပေါင်း900ကျော်မှာအဲ့ဒီချက်လက်တွေကြည့်မယ်ဆိုရင်တော့အာဆီနယ်မှာသူ့အနေနဲ့ဂိမ်းမီနဲ့နည်းနည်းလေးပဲကစားရတယ်ဆိုပေမဲ့ twin ကိုးဖန်တီးမှုတွေကတော့မနည်းဘူးပြောလို့ရတယ်ဒါမှမဟုတ်ကျွန်တော်အနေနဲ့ခိုင်ဘက်ကိုလိုအပ်လားဆိုအမြဲတမ်းလိုအပ်တယ်ဘာလို့လဲဆိုတော့ယောဂရနဲ့မတူညီတဲ့ striker တစ်ယောက်ဟာဘက်ပါတဲ့ဇာကွက်ခင်းအချင်း quick transition သွားတာမျိုးတွေ ဟို mid ball တွေကိုဖြည့်ရှင်းတဲ့အခါမှာဒီ low block တွေကိုဖြည့်ရှင်းတဲ့အခါမှာ high line defense တွေကိုဖြည့်ရှင်းတဲ့အခါမှာခိုင်ဘက်က line break ဖြစ်ကြုံမှုတွေတော်တော်လေးရေးပါသလို quick transition တွေ counter attack တွေဆော့မယ်ဆိုရင်တော့ york ကကစားပုံကလည်းတော်တော်လေးရေးပါတယ်ဘာပြောပါမတူညက်တက်စစ်ကစားမနှစ်ဦးအသုံးပြုဖို့ဆိုလို့ရှိရင်တော့လက်ရှိချိန်မှာယောဂရက်ကဒရာကင်းစင်နေသလိုဟာဘက်ကလည်းနိုဝင်မာလာတို့မှပြန်ပြီးပြန်လာတော့မှဖြစ်တဲ့အတွက်အဲ့ဒီနောက်ပိုင်းမှာတော့အာဆင်နယ်တင်းတက်စစ်စုံမှာရွေးချယ်စရာတွေများပြားလာတော့မှာပါ တတိယမြောက်သတင်းပုတ်ကတော့အိုက်တာရဲ့ပွဲကြိုစကားတွေတဲ့ကဒိုင်ယာနဲ့ပတ်သက်တဲ့သတင်းမျိုးကျွန်တော်တို့တစ်ချက်စူးစီးကြည့်လိုက်ရအောင်။နီပြမီခေးအိုက်တာကိုအင်ဂျူရီနဲ့ပတ်သက်ပြီးတော့သတင်းထောက်တရမေးမြန်းတာပေါ့လေ။ဒီနေရာမှာအိုက်တာကကစားသမား2ဦးနဲ့ပတ်သက်ပြီး focus ထားပြီးပြောသွားတယ်။အဲ့ဒါကတော့မာတင်အိုရီကက်ကအသင်းနဲ့ဒီနေရောမနေ့ဖက်မှာပါပူပေါင်း၄ချိန်ခန့်ဆင်းပါပါ။နီယူးနဲ့ပွဲအတွက်သူပါဝင်နိုင်မယ်လို့မျှော်လင့်ထားပါတယ်။ ဒါအိုရီဂန်နဲ့ပတ်သက်ပြီးသူပြောထားတာအဲ့တော့ training session နှစ်ခုရှိတယ်အဲ့မှာအသင်းနဲ့ fully training ပြန်ဆင်းမယ်ဒီပခုံးတရံအဲ့ချိန်လောက်ဆိုတက်တာနေပြီးလာမယ့် newcase အသင်းနဲ့ပွဲစဉ်ကိုပါနေချင်ရှေ့ဆိုပြီးသူက hint ပေးသွားတယ်နောက်တစ်ယောက်ကတော့ဘူကောက်ဆာကဆာကတော့ AC ပါပေါ်ဘေးနဲ့ပွဲစဉ်မှာကောင်းကောင်းကစားနိုင်ခဲ့တယ်သူလည်းဒီရက်ထက်အသင်းနဲ့၄ချိန်ခန်းဆင်းမှာ ဆိုတော့ Newcastle အသင်းနဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးသူလုံးဝ ready ဖြစ်နေမှာပါဆိုပြီးပြောသွားတယ်။အဲဆိုအသင်းရဲ့အားကိုးရတဲ့ attacking midfielder ဖြစ်တဲ့ Caprin ရဲ့အသင်းရဲ့ညာချမ်း winger back အားကိုးရတဲ့ Bukayo Saka ရဲ့တော့ Castle အသင်းရဲ့စိန်ချိန်ပတ်သွားတဲ့ခီးမှာတော်တော်လေးကိုမှ strong ဖြစ်နေမယ်အစင်းသေးဖြစ်နေမယ်ဆိုပြီးသူကပြောသွားတယ်။ဒါပေမဲ့တစ်ချက်တော့ကြည့်ရမယ်။ Martin Odegaard ရဲ့အဲ training session တစ်ခုမှာကြန့်ခိုင်မှုအပြည့်အဝရပြီဆိုမှပဲ Aida ကအသုံးပြုဖို့လည်းရှိလောက်တယ်။ဘာလို့ဆိုတော့ safe ဖွဲ့ recommend မပေးရင်ခါကျရင်သူတို့ကအရင်ကမှပဲထားလိုက်တယ်။ပွဲတွေထည့်မသုံးနိုင်လေကျွန်တော်တို့ကြုံခဲ့ရလို့ပါ။အဲကြောင့်မလို့ ကစားသမားတော်တော်များများဒီ2025ခုတွေမှာဒဏ်ရာတွေခက်ဆက်စစ်ရတယ်ကာလာရှိဒဏ်ရာရတာဆိုတော့ခိုင်ဖက်နဲ့ဂျေဆုနှစ်ယောက်ပဲရှိတယ်။ကျန်တဲ့ကစားမတွေရောဒဏ်ရာတစ်မျိုးစီကိုဟို9ရက်10ရက်15ရက်အဲ့လိုပုံစံမျိုးနဲ့အသင်းနဲ့ပြန်နေပူးပေါင်းတာတွေ့ရတယ်။ဘာပြောပါဘောလုံးသမားတွေ ဒီ physical အပြူဝီဆော့တဲ့အင်္ဂလိပ်ကစားဟမ်းမှာဖြစ်ဖြစ်ဥရောပထိုင်တန်းလိကြီးမှာဖြစ်ဖြစ်ဘောလုံးအားကစားနေဒီတွန်းတိုက်ဆော့ရတာဖြစ်တဲ့ဒရိုင်းနဲ့တော့မကင်ဘူးဒါပေမဲ့နီးပြအနေနဲ့တော့ဒီကစားသမားတွေကိုပွဲချိန်အချို့ပေးပြီးတော့ rotation လိုက်ပြီးသုံးသွားမှပို့ပြီးအဆင်ပြေမယ်ထင်တယ်ဟိုတနည်းဆိုရင် ပေါ်ပေးသင့်တဲ့ပွဲစဉ်မှာဆိုရင်စာကောက်ပထမပိုင်းလည်းမထုံမိနစ်60တိသုံးတဲ့ခါမှာကျွန်တော်တို့စိုးရိမ်မှုတွေမြင့်တက်လာတယ်။ဘာကြောင့်လဲဆိုတော့နိုနီမန်တူကီမရှိတဲ့ညာဘက်ချမ်းတက်စစ်တောင်းမှာစာကောက်လည်းကျွန်တော်တို့ဒဏ်ရာထိရသွားလို့မဖြစ်တဲ့အနေအထားတွေရှိနေကြလို့ဟာဒါတော့အာဆင်နယ်ရဲ့2025ခုနှစ်တွင်ဒဏ်ရာကစားသမားတွေရဲ့နားရတဲ့ရက်တွေကိုဖော်ပြပေးသွားတာပါ။ ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းရန်ဖြစ်ကစားခြင်းလည်းဆိုရင်တော့ကိုထုစီမှာလာပြီးဆော့လို့ရပါတယ်အမှဆော့မယ်ဆိုရင်တော့ဖိုင်ဘာဖုန်းနံပါတ်တညာကို46 46လုံး33တိန်နံပါတ်39 9933ခွန်းနောင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဒီနေ့ညပရီးမီးယားလိပွဲစဉ်နေရှိတာဖြစ်တဲ့အတွက်ကျွန်တော်စီမှာအကောင့်ဖွင့်ပြီးတော့ကျွန်တော်နည်းနည်းစကားတွေပြောကြည့်လေဆိုရင်လာပြီးအကောင့်ဖွင့်ကစားဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်ကိုယ်တိုင် agent လုပ်ပြီးအားလုံးကိုလက်ခံပေးနေပါတယ်ဘောလုံးမွေးတွေမလောင်းတက်ဘူးဆိုရင်တော့ YouTube မှာကျွန်တော်အားပြလို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Aida Law မှာပွဲထက်ကစားကွင်းရခဲ့တဲ့လူငယ်ကစားမှာ15ယောက် အာဆင်နယ်သင်းကိုအာရီတာနီးပြချုပ်ဖြစ်ကင်တွယ်ပြီးတည်းကလက်ရှိအခြေအနေဆိုရင်လူငယ်ကစားမ15ဦးထိကိုသူပွဲထွက်ကစားစီခဲ့တယ်။အဲ့ဒီအပိုင်းပေါ်လေတချို့တွေကပြောတာအာရီတာလူငယ်တွေမသုံးလူငယ်နဲ့ပတ်သက်ရင်အာရီတာကဟိုတိတ်ပြီးတော့မရဲရင်ဘာညာပြောဆိုမဲ့3တော့3ခဲ့တယ်။ဒါပေမဲ့စီမိုရောက်လာကစားမရှားပါခဲ့တယ်ပြောလို့ရတယ်။အဲ့တော့သူ3ခဲ့တဲ့ကစားမ15ရောက်ကိုကြည့်လိုက်ရအောင်။ Bank Controller ဆိုတဲ့ကစားသမားရဲ့နောက် Flying Balloon ဆိုတဲ့ကစားသမားရဲ့နောက် Ethan Wanneri, Sago Junior, Jet Potter ကာကူရီအဲဒီဟေဗင်မက်စတောမန်မီကွဲအဇီချာလီပါတီနိုကာဟိန်ဒါတယောက်ချင်းကြုံရေရွတ်လိုက်မယ်ပြီးတော့မှပဲကျွန်တော်ပြောပြရမှာနော်လူးဝစ်စကယ်လီဂျော့ချ်နီကိုအစ်စမီလ်ကာဗီယာနေတမ်ပတ်လာအိုရီဒီဂျီဒီကစားမတွေစုပေါင်း15ယောက် တချို့ကစားသမားတွေကတော့အသင်းရဲ့ senior level ရောက်လာတယ်တချို့ကစားသမားတွေကတော့ခဏဝင်ဆောင်ဝင်ရပြီးတော့အသင်းပြောင်းသွားတာမျိုးတွေလူငယ်ကယ်ဒမီပြောင်းသွားတာမျိုးတွေရှိတယ်အဲ့ဒီမှာမမှတ်ရပြောမှဆိုရင်ကျွန်တော်အများကြီးမျှော်လင့်ခဲ့တဲ့ Charlie Patino ဆိုတဲ့ကွင်းလယ်ကစားသမားလေးကတော့ La Liga နှစ်တီပို့တီပို့အသင်းစီကိုပြောင်းသွားခဲ့တယ်လက်ရှိချိန်ဒီလေ performance အရင်ကျန်းနေတဲ့တော့မပါသေးဘူးပေါ့လေအဲ့ဒီကိုပြောင်းသွားခဲ့ရကျွန်တော်အများကြီးမျှော်လင့်ခဲ့တာတော်တော်လေးကောင်းမဲ့ player ဖြစ်နောက်တစ်ခါတော့ Sago Junior ူကတော့ U21 မှာကစားနေတယ်။ခါဟင်းကတော့အငှားနေတဲ့ Water Premium သွားပြီးတော့ OEDG ကတော့ Lusani Sport မှာသွားကစားနေတယ်။ Four Line Balogun ကတော့ Monaco အသင်းစီကိုအပိသက်ပြောင်းသွားခဲ့တာဖြစ်ပြီးတော့ Arsenal အသင်းရဲ့ဒီကစားသမားတွေကတော့ Aida တော်တော်များအသုံးပြုခဲ့တယ်။အထူးသဖြင့် Four Line Balogun လို့ဒီ Eden Heaven လို့ဆိုတော့ကျွန်တော်တို့တော်တော်လေးမျှော်လင့်ခဲ့တဲ့ကစားသမားတွေပဲပါတယ်။ Charlie Patino ပါဝင်ပါလေ။ဒါပေမဲ့ အတင်းရဲ့စီနာလေးပဲတကယ်ရောက်လာနိုင်ခဲ့တာကတော့ Louis Kelly Ethan Wayne နဲ့ Match Dawson တို့ကစားမမျိုးလေးတွေပဲရောက်လာခဲ့ပါတယ်။နောက်ကြရင်တော့ဒီကျွန်တော်တို့ Nico တို့ Selmon တို့ကစားမကြီးထပ်ပါလာမှကြည့်ရမှာပေါ့လေ။လောဆယ်ဆိုတော့ကျွန်တော်ပြောသွားတယ်မှာ Selmon တော့မတွေ့ဘူးနော်။အမှန်တကယ်ဆိုလို့ရှိရင်တော့အဲ့ကစားမလေးပဲသူတို့ထည့်ရမှာ။ဒေါ်ဆယ်တော့ဒီရရှိထားတဲ့ ဒီ AFTV ကသတင်းရဆိုရင်တော့ဒီလူငယ်ကစားမ15ရက်ကိုအာဆင်နယ်နီးပြမီခေအိုက်တာတူတာဝန်ယူတဲ့အတော်အတွင်းမှာတုံးခဲ့ရဆိုပြီးတော့ဖော်ပြသွားပါတယ်။အစုံကြီးကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။